အလုံးမဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မှာတော့မြမရွှေဈေးကလည်းအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်မြမငွေဈေးတွေကလည်းအနည်းငယ်အတက်ကြရှိပါတယ်ဒီနေ့က3ရက်နေ့4လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:30မိနစ်30ရှိနေပါပြီမြမရွှေက15ပဲရေတစ်ချက်သားကို66သိန်း5000နဲ့မှ9တော့16ပဲရေတစ်ချက်သားကိုဆိုင်ကရောင်းနေဈေးက390နဲ့မှ9000ဆိုင်ကလက်ခံတဲ့ဈေးကတော့3669သိန်း9000နဲ့ပေါက်ဈေးရှိနေပါတယ်လက်ရှိ ကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4400နဲ့မှ30ဆိုင်ကလက်ခံနေဈေးက4300နဲ့မှ80ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ4800နဲ့မှ40စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3315ကျပ်ဆိုင်ကလက်ခံနေဈေးက3265ကျပ်တရုတ်ငွေတယွမ်ကိုမြန်မာကျပ်ငွေ600နဲ့မှ9ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2895ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေး ုံတွေကပတ်ပြီးကြက်ယူသမားတွေကဘတ်ငွေ990ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပြီးဘတ်ယူသမားတွေကကျပ်ငွေတသိန်းကိုဘတ်ငွေ995ဘတ်ဂျပန်ငွေ3390ကိုနှသမ89ကိုမြန်မာကျပ်ငွေတသိန်းမလင်းငွေ100ဒီတသမ92ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3383ဒသမ98ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1935ဒသမ93ကိုမြန်မာကျပ်ငွေတသိန်းအလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ် မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလောက်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရှင်ဖုံးဆက်ပြီးမှငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်မြန်မာချွေးစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာချွေးစင်းငွေစည်းတွေကိုတည်ချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ